မင်္ဂလာပါအာကျွန်တော် post မတင်တာလည်းနည်းနည်းကြာပါပြီလို့နော်ဆိုတော့ဗျာကျွန်တော်အခုဒီ highway ဘင်းနဲ့ပတ်သက်လို့ဟိုအများအပြားတင်ပြသွားမှာဖြစ်တယ်နော်တင်ပြသွားမှာဖြစ်တယ် highway စိတ်ဝင်စားတဲ့လူတွေပေါ့ highway ဆိုတာကတော့ကျွန်တော်တို့ဒီအပြက်လောက်တာကြီးပဲမဟုတ်ဘူးねကိုကိုတိုင်းကိုစီမှာကိုပင်ကွန်ပျူတာနဲ့တုံးနေတဲ့လူတွေလေးပဲကျွန်တော်တို့ဒီ highway နိပညာကိုတော့တတ်ထားဖို့လိုတာပေါ့နော် ဆိုတော့ဗျာဟိုကကျွန်တော်ကျွန်တော်ကျွန်တော်ကကုန်နာတလုံးကင်ပြီဆိုလို့ရှိရင်အမေရန်ကျွန်တော်တို့ကြုံတွေ့ရမှာကကျွန်တော်တို့ရဲ့ဒီကုန်နာပြဿနာပေါ့နော်ဟုတ်ကဲ့အဲ့ဒီကုန်နာအခြေခံပြဿနာလေးတွေပေါ့အခြေခံကနေအဆင်ပြေတွေပေါ့နော်ဒီပြဿနာဒိုင်းကိုကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်အားကြောင့်မလို့ကျွန်တော် channel လေးကိုလေဟာဒီ subscribe လုပ်ထားဖို့ကျွန်တော်တောင်းဆိုရှင်ပါတယ်ကျွန်တော်အခု30ဒီပဲကျွန်တော်တင်ပေးသွားမှာပါလဲဆိုတော့ရှင်ကျွန်တော်တို့ကွန်ပျူတာ ါဝါမတက်တဲ့အကြောင်းနဲ့ပတ်သက်လို့ပေါ့နော်ပါဝါမတက်တဲ့အကြောင်းအရာကကျွန်တော်တို့အများကြီးရှိပါတယ်အဲအဲ့ဒါဆိုတော့ကျွန်တော်ဒီနေ့ခင်ဗျားတို့ကိုမျှဝေပေးရှင်တဲ့အကြောင်းအရာကကျွန်တော်ပါဝါမတက်ဘူးဒါပေမဲ့ဘာကြောင့်မတက်မတက်လဲဆိုတဲ့ဟာကျွန်တော်တို့ကသူလိပ်ရှာကြည့်မယ်နော်โอเคအဲ့ဒါဆိုစကြရအောင်โอเคဒါ HP ပေါ့နော် HP ကကျွန်တော်ဒီ Iron 5ပေါ့နော် Iron 5 8 generation ဖြစ်ပါတယ်ဒီမှာနော် Iron 5 8 generation ဆိုတော့ အာဒီကောင်ကတော့နည်းနည်းမြင့်တာပေါ့နော် elibop ဖြစ်တယ်။ဟုတ်ကဲ့။တချို့က major သေးတယ် elibop နဲ့ probop ဒီကောင်ကပိုကောင်းလေတဲ့။အာတခြားလားတစ်ခုကအများအပြားလူတွေကြိတ်တာက elibop ကိုကြိတ်တယ်နော်။ဟုတ်ကဲ့။ elibop ကနည်းနည်းမြန်ပါတယ်။ဆိုတော့ဗျာကျွန်တော်ကြည့်ကြည့်မယ်ဒီလုံးမှာဆိုလို့ရှိရင်ဘာလို့မလာလဲဆိုလို့ရှိရင်အာ power clock ဖွင့်ကြည့်မယ်။တဲ့ဘူး un teubo, ¿no? Tiempo okay. solo. ကျွန်တော်အဒီ M2 ကတ်ကိုကျွန်တော်ဖြုတ်ကြည့်မယ်နော် chơi bún nó số đó cho nó bê chỉ phô lên mấy à, đây là gì nó ကျွန်တော် M2 ကဖြုတ်ကြည့်လိုက်တယ်ဘက်ထရီဖြုတ်ကြည့်လိုက်တယ်တက်လာပြီเนาะမမိလာပြီโอเคมันเสร็จแล้วพี่เนาะ โอเคအဲ့တော့ဆိုရင်ဒီတစ်ခါ M ဒုက္ခထည့်မယ်နော် M ဒုက္ခထည့်မယ်အမ်ဒုကကကျိုးစောကကျွန်တော်ထည့်တဲ့ကကလေ PCN ဖြစ်တယ်နော်ဒီတစ်ခါကျွန်တော်ထည့်တဲ့ကကဇာတအမျိုးအစားဖြစ်တယ်နော်โอเคအဲ့တော့ဆိုတော့ကျွန်တော်ဒီဇာတ M2 ပေါ့နော်ဇာတ သာတအမျိုးအစားဖြစ်တဲ့ MDUGA ကိုကျွန်တော်ထည့်လိုက်ပြီးအဲဆိုရင်ကြံဖွင့်ကြည့်မယ်တက်မလားမတက်ဘူးလားကြည့်ကြည့်မယ်တစ်ခါတစ်ခါကြရင်ကျွန်တော်တို့ဒီ MDUGA ကြောင်ပါဝါမတက်ဘူးဆိုလို့ရှိရင်ဒီနားလေးမှာလေပါဝါခလုတ်ကအဲဒီ main လေးရှိတယ်နှိမ့်လိုက်ပြန်ပိတ်လိုက်နှိမ့်လိုက်ပြန်ပိတ်လိုက်အဲ့လိုမျိုးဖြစ်နေတယ်အဲ့လိုမျိုးဟိုဖြစ်တယ်ဆိုလို့ရှိရင်အများအပြားဒီ MDUGA ကြောင်ဟို ဒီမှန်ပေါ်ကိုမိမ့်မတက်တာဖြစ်တယ်နော်โอเคအဲ့ဒါဆိုဖွင့်ကြည့်မယ်โอเคတက်ပြီဟွန်းတက်ပြီနော်တက်ပြီဆိုတော့ကျွန်တော်ပါဝါပိတ်မယ်ဒီတစ်ခါဒီတစ်ခါပါဝါကိုပိတ်ပြီးပြီဘက်စီကျိုးကိုလည်းကျွန်တော်ပြန်ထိုးမှာပေါ့နော်ဒီမှာဘက်စီကျိုးရှိတယ်အဲ့ဘက်စီကျိုးကိုလည်းကျွန်တော်ပြန်ထိုးမယ် ထိုးလိုက်ပြီထိုးလိုက်ပြီဆိုတော့ပြန်ဖွင့်ပြီโอเคတက်ပြီเนาะအဓိကပြဿနာကဘာလဲ M2 ကကြောင်းဖြစ်တဲ့ပြဿနာပေါ့เนาะ M2 ကဘောဒီဒီကကြောင်းဖြစ်တဲ့ပြဿနာပေါ့ဒီမှာတက်ပြီเนาะโอเคတက်ပြီเนาะဆိုတော့ပြန်ကျွန်တော်ဒီကကမကောင်းဘူးဆိုလို့ရှိရင်နောက်တစ်မျိုးက ကျွန်တော်တို့ဒီကတ်အမျိုးသားဆိုလို့ရှိရင်ဒီမှာကြည့်နော်ဒီမှာအထိုက်အထိုက်ကလေးနဲ့ထိုက်နေပေါ့နော်ဒါဒီကတ်တွေမှာဒီ M2 ကတ်တွေမှာစာတအမျိုးသားရယ် PCNE ရယ်ဆိုတာရှိတယ်နော်အဲ့ PCNE များဖြင့်ဆိုလို့ရှိရင်ဒီလိုမျိုးအထိုက်ကလေးကတထိုက်ပဲပါတယ်နော်အဲအဲ့ကတ်ကြောင်မတက်တာလေးဖြစ်တယ်ကတ်ပြက်နေတဲ့အတွက်ကြောင့်မလို့မတက်တာလေးဖြစ်တယ်နော်ဆိုတော့ကျွန်တော်ပေါ်မတက်ဘူးဆိုလို့ရှိရင်အခြေခံအပြင်ကျွန်တော်တို့ဒီ M2 ကတ်မကောင်းလို့ရှိရင်လည်း ပါဝါမတက်ဘူးပေါ့နော်မှားနေလို့ရှိရင်လည်းပါဝါမတက်ဘူးပေါ့နော်နောက်ဘလို့တိတာလဲဆိုလို့ရှိရင်နောက်တစ်ခုဆိုလို့ရှိရင်ဗျာဒီမှာဒီပါဝါခလုတ်မှာလေမင်းလေးကမင်းကဟိုဟာဒီလာတာပေါ့ဗျာမင်းကတော့လာတယ်ဖွင့်လိုက်တာနဲ့မတက်ဘူးဖွင့်လိုက်တာနဲ့မတက်ဘူးဖွင့်လိုက်တာနဲ့မတက်ဘူးအဲ့လိုမျိုးတွေရှိတယ်နော်ဒီပါဝါခလုတ်မှာ လုံးဝမင်းမလာဘဲနဲ့ဟိုမတက်တာလည်းရှိတယ်ခင်ဗျားတို့နားလေလားမသိဘူးနော်ဟုတ်ကဲ့ ဒီကျွန်တော်ရှင်းပြပေးမယ်နော်ဥမာတစ်ခါတစ်ခါပြကျွန်တော်တို့ဒီဒီမှာဒီ power ခလုတ်ကတော့ဒီနတ်မှာပေါ့နော်ဒီဒီနတ်မှာ power ခလုတ်နတ်မှာ main လာတယ်ဒါပေမဲ့ဖွင့်လိုက်လို့ရှိရင်ပိတ်သွားတယ်ပြန်ပွင့်လာတယ်ဖွင့်လိုက်လို့ရှိရင်ပိတ်သွားတယ်ပြန်ပွင့်လာတယ်မတက်ဘူးပေါ့နော်အဲအဲ့လိုမျိုးလေးခင်ဗျားတို့တွေ့ကောင်းတွေ့ရမယ်ဒီ power မတက်တဲ့အကြောင်းအရာပေါ့နော်မှန်ပေါ်မင်းမတက်တဲ့အကြောင်းအရာပေါ့နော် တခါတခါကြာလို့ရှိရင်ဘာမှဟိုဒီနားလေးမှာဘာမှကိုဟိုမဖော်ပြဘူးเนาะဒီနားမှာ main ရှိတဲ့ရှိတဲ့အကြောင်းအရာပဲဖြစ်ဖြစ်မရှိတဲ့အကြောင်းအရာပဲဖြစ်ဖြစ်ဒီနားမှာပါဝါတော့မဖော်ပြဘူးအဲ့လိုမျိုးအပိုင်းအရာတွေလည်းရှိတယ်ဆိုတော့ပြီးတော့ပြီเนาะအာခင်ဗျားတို့အခုနာကကျွန်တော်ပြပေးလိုက်တာကပါဝါကအာမလာဘူးပါဝါမလာတာဘာကြောင့်လဲ M2 ကြောင်းပေါ့နော်အဲဒါပေမဲ့ခင်ဗျားတို့ M2 ကြောင်းပဲလို့အမြဲတမ်းမမှတ်ထားနိုင်နော် M2 ကြောင်းလေးပဲပါဝါမတက်ဘူးဆိုတဲ့ဟာပဲခင်ဗျားတို့မှတ်ထားပေးစီရှင်ပါတယ်ဒါကတပိုင်းပေါ့နော်ဒီနောက်ပါဝါမတက်တဲ့အကြောင်းအရာနဲ့ပတ်သက်လို့အများကြီးကျွန်တော်မျှဝေပေးသွားမှာပါကျေးဇူးအများကြီးတင်ပါတယ်ဗျ